အရင်ဆုံးအနေနဲ့ဒီဗီဒီယိုကိုမဆခင်မှာယခုလိုအားလုံးစိတ်သောကတွေများနေရခြင်းမိတ်ဆွေတို့အတွက်သတင်းကောင်းလေးတစ်ခုကိုမျှဝေပါရစေခင်ဗျာဒီ channel ရဲ့ရည်ရွယ်ချက်အကြောင်းကို အရင်ကတော့ဝင်ဝေရခြင်းမှကျွန်တော်ပြောမလို့ပါပဲအခုလိုကြိုးပြောရခြင်းကတော့စိတ်ညစ်စရာတွေများစွာကြုံနေရတော့အနည်းငယ်စိတ်အေးချမ်းမှုလေးတစ်ခုဖြစ်ခဲ့ရင်ဆိုရယ်စိတ်နဲ့သာပါပဲကျွန်တော်ရဲ့ Mogen Daily Note channel မှာ subscriber 998ယောက်နဲ့ နာရီပေါင်း1500ရှိပါပြီ။ဒီ channel ကိုစောင့်လုပ်ကြတဲ့က ကျွန်တော်ရည်ရွယ်ချက်ကတော့ YouTube ရဲ့သတ်မှတ်ချက်တွေပြည့်လို့ဝင်ငွေရခဲ့ရင်နည်းသည်ပဲဖြစ်စေ၊များသည်ပဲဖြစ်စေအဲ့ဒီလားစင်ဝင်ငွေရဲ့90ရာခိုင်နှုန်းသို့မဟုတ်အနည်းဆုံး30ရာခိုင်နှုန်းကိုရာသက်ပံရာသက်ပံအများအချို့ပြုလုပ်ငန်းတွေမှာထည့်ဝင်ကူညီသွားမယ်လို့အဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်။အခုကရည်မှန်းချက်ကိုမရောက်သေးဘူးဆိုပေမဲ့ အရင်စာရင်တော့ကျွန်တော်တို့အားလုံးရဲ့ပန်းတိုင်ကတဖြည်းဖြည်းနှီးကပ်လာပါပြီ။ကိုယ်ရန်အစင်မပြေမှုတွေဒုက္ခတွေများစွာတဲ့ကားပဲနားဆင်သူတွေအတွက်အကျိုးရှိစေမယ့်အကြောင်းအရာတွေကိုယနေ့အချိန်ထိကိုယ်ပိုင် ပုံစံနဲ့မျှဝေနေနိုင်တာဖြစ်လို့ဘာပဲဖြစ်ဖြစ်ဂုဏ်ယူမိပါတယ်မိတ်ဆွေများခင်ဗျာ။နားဆင်ပေးသူတယောက်ချင်းစီအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ဘယ်နေ့မှကျွန်တော်တို့အားလုံးရဲ့ပန်းတိုင်ကို ရောက်ရှိမလဲဆိုတာလဲစောင့်မျှော်နေလျက်ပါပဲ။ အရင်ကတော့ဝင်ဝေးရခြင်းမှကျွန်တော်ပြောမလို့ပါပဲအခုလိုကြိုပြောရခြင်းကတော့စိတ်ညစ်စရာတွေများစွာကြုံနေရတော့အနှဲငယ်စိတ်အေးချမ်းမှုလေးတစ်ခု ဖြစ်စေဖို့ရည်ရွယ်လိုက်လို့ပါပဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာအပတ်စဉ်တင်ဆက်ပေးနေကြမိုကင်း Daily Low Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ခုတစ်ပတ်မှာတော့အရာရာမတေချာတဲ့လောကကြီးမှာရှင်သန်ခြင်းခဏဘဝကိုအကျိုးရှိရှိနေထိုင်သွားနိုင်စေဖို့ရည်ရွယ်ပြီး ဂီဘရီယိုလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ ဆုံးရှုံးခြင်းဆိုတဲ့တွန်းအားကကျွန်တော်တို့ရဲ့နှလုံးသားကို နူးညံ့သွားစေတယ်တဲ့တကယ်လို့လူအများစုကကိုယ်တိုင် ဆုံးရှုံးရခြင်းကြေကွဲရခြင်းတွေမှာတော့ခဏတာမာမာနာတွေပျောက်ွယ်ပြီးနူးညံ့သွားတတ်ကြတယ်တချို့ကတော့ထာဝရပြောင်းလဲသွားပြီးတချို့ကတော့အချိန်တစ်ခုရောက်ရင် အရင်အတိုင်းပြန်ဖြစ်သွားတတ်ကြတာပါပဲမိတ်ဆွေတို့ပတ်ဝန်းကျင်မှာလည်းအဲ့ဒီလိုလူတွေကြုံမှုကြမှာပါပဲ။ ကျွန်တော်တို့တွေရှေးကုသကံတွေကြောင့်လူဖြစ်ခွင့်ရခဲ့ကြတယ်။အဲ့ဒီလူရဲလို့ဖြစ်လာကြပေမဲ့မတူပြဘူး။တချို့ကအေးချမ်းတဲ့အတိုင်းအဝန်းမှာဖြစ်ခွင့်ရတယ်။တချို့ကပူလောင်တဲ့အတိုင်းအဝန်းမှာဖြစ်ခွင့်ရတယ်။တချို့ကငွေကြေးမပြည့်စုံပေမဲ့ကိုယ်လဲအင်္ကာပြည့်စုံကြတယ်။တချို့ကငွေကြေးပြည့်စုံပေမဲ့ကိုယ်လဲအင်္ကာကြမပြည့်စုံကြပြန်ဘူး။တချို့ကရှင်သန်ရတဲ့အခိုက်အတန့်မှာတင်းတင်းနဲ့ဆင်းရဲဒုက္ခကိုသာခံစားကြရတယ်။တချို့ကြတော့လေ အားနဲ့ဝန်မဆန်းဆိုတဲ့ဇာကားလိုပဲ ပြင်းထန်လွန်လာတဲ့ဆင်းရဲဒုက္ခကို ခံစားခဲ့ကြရတယ်။ဒါတော့မတူညီတဲ့ကွာခြားမှုတွေများစွာကြန့်ရှိနေပါသေးတယ်။ဘလောက်တန်ဝေကရစရာကောင်းလိုက်လဲပြန်တွေးကြည့်သင့်ပါတယ်။ကျွန်တော်တို့တန်မာနေခြင်း၊ဖြတ်လတ်နေခြင်း၊စိတ်သွားတိုင်းကိုပါနေခြင်းတွေမှာကံဆိုတာကိုလူအများစုကသိမယုံကြည်ကြဘူး။လုံတိုင်းဖြစ်နေတဲ့အချိန်ဆိုတော့ငါဘာမဆိုဖြစ်အောင်လုံနိုင်တယ်လို့အကျွမ်းမဲ့ယုံကြည်ထားရကြတယ်။ ဒါကအပြစ်ပြောစရာတော့မဟုတ်ဘူးဒါပေမဲ့တစ်ဖက်သက်အယမ်းဆန်လို့ရင်လည်းမကောင်းပါဘူးကံကောင်းတယ်ကံဆိုးတယ်ဆိုတဲ့ဇကားတွေဟာအလွယ်လေးပြောနေကြတဲ့အရက်သုံးစကားလုံးတွေလောက်ပါပဲအတိတ်ဘယ်ကိုတကယ်လေးလေးနက်နက်မတွေးမိကြဘူးငွေကြေးဥစ္စာဆိုတဲ့ပြင်ပပိုင်ဆိုင်မှုတွေဘဝတိုးတက်မှုနဲ့အချို့သောအခွင့်အလမ်းတွေအတွက်တော့ကံဆိုတာကစူးစမ်းမှုနဲ့အထိုင်လျောက်သက်ဆိုင်နေနိုင်ပါတယ်ကိုမွေးဖွားလာရမယ့်အတိုင်းဝန်း ရှင်သန်ဖွင့်ရမယ်ပတ်ဝန်းကျင်ဘိုင်းဆိုင်ရမယ်ကျန်းမာရေးအခြေအနေတွေအတွက်တော့ကန်းဆိုတာကအရေးပါသွားပြီမဟုတ်လားမိတ်ဆွေကိုရွေးချယ်ပိုင်ခွင့်မရှိတဲ့ယာတွေကိုဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ယာတွေမှာကန်တရားဆိုတာကအဆုံးဖြတ်ဖြစ်နေတယ်အထူးသဖြင့်ဘယ်လိုပုံစံနဲ့လောကကြီးတွေကိုဝင်ရောက်လာမလဲဘယ်လိုပုံစံနဲ့လောကကြီးတွေကပြန်ထွက်ခွာသွားရမလဲဆိုတာကျွန်တော်တို့မှာဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူးမိတ်ဆွေ။ အောင်မြင်လိုမှုဆိုတဲ့လောဘတွေစိတ်ခံစားမှုကြောင့်ဖြစ်တဲ့ဒေါသတွေတွေဝေမှုဆိုတဲ့မောဟတွေဖုံးလွှမ်းနေတော့ကိုယ့်ရဲ့လက်ရှိတခဏလေးကိုပဲကျွန်တော်တို့မြင်ကြယုံကြလက်ခံဖြစ်ကြတာများတယ်။ဟိုးပစ္စုပ္ပန်ကအတိတ်ကံတွေနောက်ဖြစ်လာမယ့်အနာဂတ်ကံတွေဆိုတာကိုခဏတာမေ့နေရကြပြီးလက်ရှိပစ္စုပ္ပန်မှာထောင်လွှားလို့ကောင်းနေကြတော့ပဲ။မတိမဲခြင်းတရားတွေကိုမေ့နေကြတယ်ပြောင်းလဲခြင်းတွေကိုလက်လျူရှုထားကြတယ်။ အရာရာကိုထာဝရအပိုင်းလို့သတ်မှတ်ထားကြတယ်။ချမ်းသာပျော်ရွှင်မှုကိုတော့တဝါကြီးခံနိုင်ကြတယ်။ဒါပေမဲ့ဆင်းရဲဒုက္ခတွေကိုတော့အပြည့်အဝခံနိုင်ရေမရှိကြဘူးဆိုတာလူသားရဲ့သဘာဝအမှန်ပဲ။အတ္တိတရှိတဲ့လူတွေကတော့ဘဝကို မျှတစွာ ရှင်သန်နေနိုင်ကြတယ်။ဒီနေရာမှာမျှတစွာရှင်သန်နေဆိုတာဟာငွေမှငွေဆိုတဲ့ခံယူချက်တစ်ခုတည်းအတွက်ရှင်သန်နေတာမျိုးမဟုတ်ပဲပစ္စည်းဥစ္စာကိုကိုယ့်အတွက်လဲရှာတယ်လို့ ဘဝင်းရှင်ရဲ့ဝန်ကိုလည်းနိုင်တဲ့ဘက်ကကိုထမ်းမျှဝေပေးခြင်းကိုဆိုလိုတာပါပဲကျွန်တော်တို့ကိုယ့်ကိုယ်ကိုအမြဲတမ်းပြန်မေးနေတဲ့နာကတော့ငါလုံးနေတဲ့လောက်ရတန်းရဲ့အခြေခံရည်ရွယ်ချက်ကဘာလဲငါဘာအတွက်စဉ်းစားနေတာလဲငါဘာတွေယူသွားပြီးဘာတွေကိုထားခဲ့မလဲဆိုတဲ့သုံးချက်ထဲပါပဲဘဝရဲ့တာဝန်ကြီးသုံးခုဖြစ်တဲ့စားဝတ်နေရေးအတွက်ကိုယ်စီကိုယ်စီမတူညီတဲ့ပုံစံမျိုးစုံနဲ့ရုံးကန်နေကြရတယ် ဒီလိုရှာဖွေတဲ့နေရာမှာရွေးချယ်စရာလမ်းလေးမျိုးရှိတယ်။နံပါတ်1အများလဲအကျိုးပြုရမယ်၊ကိုယ်လဲအကျိုးရှိရမယ်ဆိုတဲ့လမ်းနံပါတ်2အများအကျိုးရှိမယ်၊ကိုယ်ကအကျိုးရုံမယ်ဆိုတဲ့လမ်းနံပါတ်3အများအကျိုးရုပ်ပြီးကိုယ်ပဲအကျိုးရှိတဲ့လမ်းနံပါတ်4အများအကျိုးရုပ်ကိုယ်လဲအကျိုးရုံမယ်ဆိုတဲ့လမ်းဒီလမ်းလေးမျိုးထဲမှာဘယ်လမ်းကိုရွေးချယ်မလဲဆိုတာကတော့ ကျွန်တော်တို့ရဲ့ကိုပိုင်ရွေးချယ်မှုပါပဲမိတ်ဆွေကျွန်တော်တို့ညာဖက်အိယာဝင်ချိန်တိုင်းမှာငါဒီနေ့လှုပ်ခဲ့သမျှပြောခဲ့သမျှကိစ္စရအတိုင်းမှာငါလိပ်ပြာလုံရင်လားလို့ပြန်တွေးကြည့်ပါတနေ့တာကိုငါဂုံတိတ်ခါရှိရှိလူသားဆန်စွာရှင်တန်ခဲ့ရဲ့လားဆိုတာပြန်တွေးကြည့်ပါဒါဆိုရင်မိမိကိုမိမိပြန်မြင်လာပြီးတစ်ဖြည်းဖြည်းနဲ့ကောင်းတဲ့အရာတွေပဲပိုလှုပ်ဖြစ်လာပါလိမ့်မယ်ကျွန်တော်ကတော့ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်ကံကံဤအကျိုးဆိုတာကိုအကျွမ်းမဲ့ယုံကြည်တယ် အဲ့ဒီလိုပဲတခြားသောဘာသာဝင်တွေမှာလည်းသူယုံကြည်မှုနဲ့သူရှိမှာပါပဲဘာသာအလုံးရဲ့အခြေခံရည်ရွယ်ချက်ကကောင်းဖို့အတွက်သာမဟုတ်လားလူတွေရဲ့အတ္တနဲ့မာနတွေကြောင့်သာအယုတ်ဆိုးအကြီးတန်းစေခဲ့တာဖြစ်တယ်နောက်ဆုံးအနေနဲ့မျှဝေလိုတာကတော့ဘဝရဲ့ရှင်သန်ရေးခဏအတွင်းမှာမျောလင့်ထားသလိုလည်းဖြစ်လာနိုင်သလိုမမျောလင့်ထားတဲ့အရာတွေလည်းကျွန်တော်တို့ကြုံတွေ့ရနိုင်ပါတယ်ဘလို့အခက်အခဲပင်ဖြစ်ပါသေးကျုံးလာပါစေ။ မိမိအတွက်ပြန်တွေးလိုက်တိုင်းလိပ်ပြာသန်းနဲ့အလုံမျိုးကိုသာလုပ်ပါဓာတာနဲ့မာနတွေလျှော့ပြီးလောကကြီးကိုချစ်တတ်ဖို့ကိုကြိုးစားပါမတည်မြဲခြင်းတရားတွေကိုလက်ခံတတ်ဖို့သင်ယူပါမိတ်ဆွေများခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးဒီဗီဒီယိုလေးကိုနားထောင်ပြီးအကျိုးတစ်ခုခုရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ရဲ့တတ်မှတ်ထားတဲ့ဖြည့်ရွက်ချက်ပန်းတိုင်းလေးကိုလည်းမကြာမီရောက်ရှိမယ်လို့မျှော်လင့်ပါတယ် ။ Radio ကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်တစ်ပတ်မှပြန်လည်ဆုံတွေ့ကြပါစို့။